ကောင်းကြရဲ့လားဟောအေးကျန်းကြရဲ့လားကောင်းလမျိုးတွေအားလုံးပဲမေစုရဲ့အသက်80ပြည့်မွေးနေ့ရဲ့ညပိုင်းလေးမစီစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညကတော့မေဆုရဲ့အသက်80ပြည့်ဝိနည်းညာလေးညဖြစ်ပါတယ်လက်ရှိချီနေမှာကတော့အလုံးသိတဲ့အတိုင်းပဲမွေးနေ့ရှင်မပါပါမိမယ်လေတကယ်ပါလုံးအုံးအုံးထောင်ဒီနေ့မှာမွေးနေ့ဝဲကိုကျင်းပနေရတဲ့အလုံးတွေ့မှာဖြစ်ပါတယ်ပါတီတို့ချဲပေါင်းပေါ်တော့မသိဘူးဘရောမြကတော့နှလုံးတွေပေါက်ပြီးဆိုပြီးတော့လဲပေါ်နေကြရလဲတွေ့နေရပါတယ်ပပန်ကိုတားမယ်အပြာမိုးရအောင်တားတယ်အေးဟော shit ပုံညာ shit ထွက်တယ် မေစုရဲ့ဘုံတကူတားလို့ရဟိုတားလို့ရဟိုပြည်သူတွေကွာဟဲ့အေးကွာဟဲ့ပြည်သူတွေကိုနော်မွေးနေ့မှာတော့ဘလောက်မြတ်တာထားလဲဆိုမြတ်တာတုံ့ပြန်ပါညအေးအေးအေးငါကလည်းမယုံလို့မကိုးလိုက်မလေးဟုတ်ပါ Happy birthday ပါအမေစုအမေစုအေးချမ်းပါစေမြမပီကြီးကအမေစုကိုလိုအပ်ပါလေအမေစုအမြန်ဆုံးလွတ်မြောက်ပါစေ Happy Birthday ပါအမေစုအမေတော်ဆဲစုကြီးမတရားဖန်ဆီးချုံနှောင်ခါခြင်းမှာအမြဲဆုံးလွတ်မြောက်ပါစေစိတ်ချမ်းသာကိုကြံပါပြီအမေချီရတဲ့မိသားစုဝင်တွေကိတူပိသားအားလုံးနဲ့အမြဲဆုံးပြန်လည်ဆုံစည်းနိုင်ပါစေလို့သမီးတို့အားလုံးဆုမွန်ကောင်းတောင်းပါတယ်ရှင်မိရမအဲ့ဒီလိုမျိုးကျွန်တော်တို့ပါဝင်တဲ့လူမရှိဘူးမတွေ့သေးဘူး မတွေ့သေးဘူး Facebook မှာလည်းမတွေ့ဘူး TikTok မှာလည်းမတွေ့ဘူးကျွန်တော်တို့တွေ့ရဗဲနေရာမှာတွေ့ရလဲဆိုပြည်ပမှာရှိတဲ့လူတစုပေါ့ဗျာလူအုပ်စုလေးတဲတဲလေးတစုရှိမယ်ပြီးရင်ကျွန်တော်တို့လက်နက်ကိုင်စစ်သွေးကြောအဖွဲ့တယ်စစ်သွေးကြောအုပ်စုတွေရှိမယ်ဒီနှစ်ဖွဲ့နဲ့ပြီးဒီစစ်သွေးကြောအုပ်စုတွေထိချုပ်ရနေရာမှာရှိတဲ့အချို့ပေါ့ဗျာအဲအချို့ကတော့ဒီလှုပ်ရှားမှုတွေမှာပါတယ်ကျန်တဲ့ခင်ဗျာမန်းလေးမှာရှိတဲ့လူတွေမပါဘူးကျန်ပါစေမေစုကျန်ပါစေမေစုကျန်ပါစေဒီဆိုရှယ်မီဒီယာမှာအဲ့ဒီလိုမျိုးကျွန်တော်တို့ ပေါင်နေတယ်လို့မရှိဘူးမတွေ့သေးဘူးဒီပုဂ္ဂိုလ်ကြီးကမမိကြပါသေးလားခင်ဗျာကျွန်တော်ကဒီပုဂ္ဂိုလ်ကြီးကမမိကြသေးလားခင်ဗျာဆိုရှယ်မီဒီယာမှာအဲ့ဒီလိုမျိုးကျွန်တော်တို့ပေါင်နေတယ်လို့မရှိဘူးမတွေ့သေးဘူးဘာပြီးအဲ့ဒီလာနေစုသောတော်မှာရဲလုံးတော့ပြန်ပါစေလို့ကျွန်တော်တို့ဝေဒနာစတာနာမှာဒီဆိုရှယ်မီဒီယာမှာအဲ့ဒီလိုမျိုးကျွန်တော်တို့ ပါဝင်တယ်လို့မရှိဘူးမတွေ့သေးဘူး Happy birthday ပါအဲ့ဒီသူကျုံးတော်မှာနေ့လုံးလုံးရောက်ပါလေကျွန်တော်တို့ဖရဝင်းအာဒီဖွဲ့သားများအားလုံးအဲ့ဒီသူနဲ့အတူအပါအချားတွေအတူရှိနေပါမယ်ချနေတော့မထမဲ့ နာတို့ရဲ့ကတိကမာပြတဲ့တီတော်ရင်မှာတစ္ဆာရှိဆုံးနေမည်တစ်ခုဖြစ်တဲ့အညာမီယာလည်းမေစုဘလောင်လွမ်းနေလေဆိုရင်ဟိုးအသက်ကြီးဆုံးကစပြီးတော့ဟိုးအောက်ကအသက်ငယ်ဆုံးကလေးလေးထိမေစုကိုနေစင်နေမြတ်သူတောင်းပညာများပူပေးနေတာလေအားလုံးဒီမှာဖြစ်ပါတယ်။လောက်ပဲပုံနေကြဲကြဲလောက်ပဲစကြောင်းတွေထိုးထိုးပြုံးမပြတ်ပဲနဲ့ယုံထွက်နေတဲ့ကျွန်တော်တို့ပြည်သူတွေတော်လန်ပြည်သူတွေပါပဲ။ဒီကောင်းကြရဲ့လား။ဟိုအေးကြရဲ့လား။ စစ်ဘေးစစ်တံခံနေရတဲ့စကိုင်းနယ်ရွာတရွာမှာနေတဲ့အသက်85နှစ်အရွယ်တော်များကဒီနေ့ဂျွန်လ19ရက်မနေ့ပိုင်းမှာတော့ဖျားရှိခိုးတာဆိုရင်အရင်နေ့ကထက်ပိုကြာခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ကလူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မလို့သူမအတွက်ဖျားမှာဆူတောင်းပေးနေတာကြောင့်ဆိုပြီးဒေါ်မြတ်ကပြောပြပါတယ်။အချို့အနောင်ကနေအ мян ဆုံးလွတ်ဖို့လဲဆူတောင်းလိုက်တယ်လို့ဒေါ်မြတ်ကပြောပါတယ်။ဒေါ်များတို့တွေဟာဒေါ်အောင်ဆန်းစုကြည်ကိုလွမ်းနေခဲ့တာ၅နှစ်နီးပါးရှိခဲ့ပါပြီ။ ဝင်းနေမရောက်ခင်တရက်လိုကတင်ပဲဒေါ်အောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ရဲ့တမီးနစ်ကျော်ကြားတဲ့တရက်ခွင့်ရုပ်တံထွက်လာခဲ့ပါသေးတယ်။အဲ့ဒီရုပ်တံအမှတ်တမ်းကလက်ရှိရိုက်ထားတာတော့မဟုတ်ပါဘူး။ပြီးခဲ့တဲ့2022ခုနှစ်ဩဂတ်22ရက်ကတရက်ခွင့်နဲ့2022ခုနှစ်ဒီဇင်ဘာ12ရက်ကတရက်ခွင့်မြင်ကွေးတချို့ပါ။အဲ့ဒီတရက်ခွင့်နှစ်ခုလုံးမှာတော့ဒေါ်အောင်ဆန်းစုကြည်ကိုအဖြူရောင်ဆွေတာလက်ရှိအနက်ရောင်လုံးကြီးဝတ်ထားတာတွေ့ရပြီးပန်းတော့မပန်ထားပါဘူး။ပြည်သူတွေကအဲ့ဒီမှတ်တမ်းအတူလေးတွေ့တာနဲ့တည်း မျက်ရည်ဝဲကျစိတ်ထိခိုက်ကြရပါတယ်။ဘာလို့လဲဆိုတော့ကြာ၅နှစ်အတွင်းမှာဒုတိယမြောက်တွေ့ရတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကလေးဖြစ်နေတာကိုအရင်ကလည်းတရက်ခွင်ဂျက်ပုံတပုံစစ်ကောင်စီကထုတ်ပြန်ခဲ့လို့ပါလေ။အသက်80ပြည့်ပြီဖြစ်တဲ့လူထုကောင်းဆောင်ရဲ့ဂျမ်းမာရဲ့အတွက်ပြည်သူတွေက စိုးရိမ်နေကြပါတယ်။ပြီးတော့အဲ့ဒီလိုပြည်သူတွေစိုးရိမ်နေတဲ့ကြားကပဲဒေါ်အောင်ဆန်းစုကြည်ကပြီးခဲ့တဲ့မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးမှာဘယ်ဘက်လက်ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုပြီး အရက်ဘတ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့စုဖောင်ဒေးရှင်းရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒေါအောင်ဆန်းစုကြည်ချုပ်နောင်ခံထားရတဲ့အကျဉ်းထောင်မှာထိခိုက်ပျက်စီးတာတွေရှိခဲ့ပြီးတော့သူမကိုယ်တိုင်လည်းပဲဒေသက်လက်မှာဒဏ်ရာရခဲ့တယ်လို့စုဖောင်ဒေးရှင်းကအသိပေးထားတာကိုတွေ့ရပါတယ်။ဒေါအောင်ဆန်းစုကြည်တဲ့အသက်၅နှစ်ငယ်တဲ့ဒေါ်မြတ်တို့တောင်မှငလင်ကြီးမှာကံကောင်းလို့တက်ရှင်းခဲ့တာမလို့အသက်၈၀ပြည့်ပြီဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်အတွက်တော့အင်မတန်ကိုမှစိတ်ကူစရာကောင်းပါတယ်။ဒေါအောင်ဆန်းစုကြည်ကျမ်းမာပဂတိနဲ့အပြင်းအမြန်ရောက်ဖို့ကိုလည်းတော်လိုင်းအင်အားစုတွေကရော ပြည်သူတွေကပါဆန္ဒရှိကြပါတယ်။ဒါကြောင့်မလို့လေဒီနေ့ကြာရောက်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာလူထုလှုပ်ရှားမှုတွေလုပ်ပြီးမွေးနေ့ပွဲကိုတပြည်လုံးချင်းချင်းပဲကျင်းပဖို့ပြင်ထားကြတာပါ။ဒါပေမဲ့အစ်စ်ကောင်စီကလည်းအဲ့ဒီလိုတွေလုပ်မှဆိုလို့မွေးနေ့မတိုင်ခင်ကတည်းကလက်တပြင်းပြင်းရှိနေပါတယ်။ဥပမာပြောရမယ်ဆိုရင်တော့မွေးနေ့အကျိုးနှင်းစီပန်းနဲ့ဓပုံရပြီး Facebook ပေါ်တင်တဲ့မန္တလေးကမြို့သမီးငယ်လေးတယောက်ကိုဖမ်းထားတယ်ဆိုပြီးတော့စစ်ကောင်စီကသတင်းဖြန့်ခဲ့တာရှိပါတယ်။ဒါပေမဲ့လည်းလူထုကတော့မကြောက်ကြပါဘူး။ဒီမနက်ခင်းမှာတင်ပေမန္တလေးမြို့လေတနေရာမှာ လူတုကောင်းဆောင်တို့အောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေကိုဂုဏ်ပြုတဲ့အနေနဲ့လူတုလှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်အဲ့ဒီလှုပ်ရှားမှုနဲ့အတူလူတုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ဟာသူ့ယုံကြည်ချက်အတွက်စစ်အာဏာရှင်လက်ကတိုင်းပြည်လွတ်မြောက်ရေးအတွက်ဒီအသက်အရွယ်ထိဆက်လက်ကြိုးပမ်းထမ်းရွက်နေစေပါကျင်းထောင်တွေတဲကကောင်းဆောင်တွေရဲဘော်တွေကတော့မဆုံးမနစ်တိုက်ပွဲဝင်နေကြချိန်မှာ အကျေထောင်းကပြည်သူလူထုအနေနဲ့ကလည်းဒေါ်လာရင်းမှာတပါအခြားမရှိပါဘူးလို့လူထုတပိတ်ကောင်းဆောင်တဦးဖြစ်တဲ့ကိုတေစာဆန်းကအသိပေးပါတယ်။အညာမှာလည်းပဲဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်လူထုလှူရှားမှုတွေအများကြီးလှုပ်သွားဖို့ရှိတယ်လို့စကိုင်းတိုင်းနေဒေါ်လာရင်းလှူရှားသူတွေကပြောပါတယ်။နောက်ထပ်တစ်ခုကစာတင်ဓာတော်မှလေးချောင်းပုံကျဲကန်နေရတဲ့စကိုင်းတိုင်းကခလီရယ်တွေအတွက်ရေအောက်စာတင်ချောင်းတစ်ချောင်းဒီဒေါ်အောင်ဆန်းစုကြည်မွေးနေ့ထိမ်းပန်နေနဲ့စတင်ခွင့်လှစ်မယ်လို့ SNC နိဘေးစစ်ဘေးပညာရေးကူညီဆောက်ရှောက်ရေးအဖွဲ့ကအတည်ပြုထားပါတယ် ပြီးတော့တိုက်ပွဲတွေပြင်းထန်နေတဲ့မုံရွာမြို့နယ်ကြေးရွာတရွာမှာလည်းဒေါ်အောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့အချိန်အမှန်လူထုလှုပ်ရှားမှုကိုမနေ့ကပဲကြိုပြီးတော့လုပ်ခဲ့ပါသေးတယ်။မုံရွာလူထုတပိတ်တိုက်ပွဲဥဆောင်ကော်မတီငါးမြင်းဆောင်အရာတအရတော်လူထုတပိတ်နဲ့ဒေသခံကားကိုရေးတပ်ဖွဲ့တွေပေါင်းပြီးတော့ပြည်သူတွေနဲ့အတူဒေါ်အောင်ဆန်းစုကြည်နဲ့တကွတပြည်လုံးလွတ်မြောက်ရေးအတွက်ဆက်ယုံကြဆိုတဲ့ဘန်နာစာတမ်းကိုကန်ပြီးတော့လူထုတပိတ်စစ်ကြောင်းချီတက်ခဲ့ကြတာဖြစ်ပါတယ်။ဒါရိုက်တာမကပါဘူးကြံပါသေးတယ်။စလင်းကြီးမြို့နယ်ချင်းတွင်းမြကံပေတပိတ်စစ်ကြောင်းကလည်း ူထုကောင်းဆောင်မွေးနေ့အထိမ်းအမှန်နေနဲ့တပိတ်စစ်ကြောင်းချီတက်ခဲ့ကြပါတယ်။ဒေါ်မြတို့ကတော့နိုင်ငံရေးဆိုတာတကယ်ကိုနားမလည်ကြပါဘူး။ဒါပေမဲ့အာဏာသိမ်းစစ်တပ်ရဲ့မတရားမှုတွေကိုတော့ယုံမုန်းကြပါတယ်။အာဓမ္မကနေဓမ္မပြန်ပြီးလွှမ်းမိုးတာကိုပဲလူလားကြပါတယ်။ဒါကြောင့်မလို့လေဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်လာမယ်နေ့ကိုပဲဒေါ်မြလည်းမျှော်လင့်နေတာဖြစ်ပါတယ်ရှင်။အညာကနေဒေါ်အောင်ဆန်းစုကြည်ကိုလွှမ်းကြသူတွေဆိုတဲ့ဒီစောင်းပါတော့ဈေးအောင်ရေးသားထားတာဖြစ်ပါတယ်ရှင်။ ောက်ထက်တဲ့ဘုံအနေနဲ့ကတော့ရန်ကုန်မြို့မြောက်ကလာမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများတဆွဲထားတဲ့မြို့နယ်ခန်းမကိုလက်ဘုံပစ်သွင်းတိုက်ခတ်ခဲ့ကြောင်းမြောက်ကလာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်လိုက်ပါတယ်။ဒါဟာဇွန်လ18ရက်နေ့ည10:15မိနစ်မှာမြောက်ကလာမြို့နယ်မှာရှိတဲ့ကျမ်းဖက်စစ်ကောင်စီတပ်သားများတဆွဲထားတဲ့မြို့နယ်ခန်းမကိုတော်လိုင်းရဲဘော်များကလက်ဘုံပစ်သွင်းတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။အဲ့တိုက်ခတ်မှုကြောင့်အကျမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးတော့လဲထိထိရောက်ရောက်ထိမှန်သွားကြောင်းလည်းသိရှိရပြီးတော့ ကြီးကြိမ်မရှိလဲပြန်လဲစုခွာနိုင်ကြောင်းလည်းသိရှိရပါတယ်။ရန်ကုန်မှာပြတ်ဆုမဲ့ဆိုတဲ့တကားတိုင်းပဲရန်ကုန်မြို့မှာရှိတဲ့ဂျမတ်စစ်ကောင်စီတပ်သားများကိုဆက်လက်တိုက်ခတ်သွားမည်ဖြစ်ပြီးပြည်သူများနေဖြင့်ဘေးလွတ်ရာမှာရှောင်ရှားသွားလာကြဖို့နဲ့ပြည်သူ့ကာကွယ်မြောက်ကလာမှာတာဝန်ရှိသူတွေကလည်းထုတ်ပြန်ထားပါတယ်။အလားတူပဲရန်ကုန်မြို့ရွှေပြည်သာမြို့နယ်မြို့မှာရေစကန်ကိုလည်းလက်ဘုံပြစ်သွင်းတိုက်ခတ်ခဲ့ကြောင်း The Black Line ဖွဲ့ကနေပြီးတော့တာဝန်ရှိသူတွေကထုတ်ပြန်ထားပါတယ်။ဒါလည်းဇွန်လ18ရက်နေ့ည7:00နာရီမှာရွှေပြည်သာမြို့နယ်မှာရှိတဲ့မြို့မှာရေစကန်ကိုအွန်လိုင်းရေပုံများကလက်ပုံနှလုံးပြေးသွင်းတက်ခဲ့ခြင်းကြောင့်တော်တော်များများထိခိုက် ်မှုရှိနိုင်တယ်လို့လည်းထုတ်ပြန်ထားတွေ့ရှိရပါတယ်။ဟောက်ထက်သတင်းမှာတော့ငင်းကြံမှာယူကောင်းဆောင်တဲ့အဖွဲ့တိုက်ခတ်ခံရပြီးအုံအူလုံးပွဲချင်းပြီးသွားကြောင်းသိရှိရပါတယ်။မန္တလေးတိုင်းငင်းကြံမြို့နယ်ပြူကောင်းဆောင်တအူပေါင်းဝင်စစ်အုပ်စုဝင်တွေကိုတပတ်ကြာဆောင်ဆိုင်ပြီးနောက်တိုက်ခတ်ခဲ့ရမှာအုံအူသေဆုံးတယ်လို့ငင်းကြံဘလတ်တိုက်က MPD တပ်ဖွဲ့ကသတင်းထုတ်ပြန်လိုက်ပါတယ်။အဟာငင်းကြံမြို့နယ်အနေကြီးရွာနဲ့ဟုံးကွဲကြီးရွာကြမှာစစ်အုပ်စုတွေကိုတိုက်ခတ်ခဲ့ရာပြူစောတိခေါင်းဆောင်မင်းတိုက်ပေါင်းဝင်ရုရှားပြန်သုံးမင်းဘူကြီးပြေဖြိုးကျော်နဲ့တပ်သားပိုင်စုတို့တေဆုံးခဲ့ပါတယ်လို့ဆိုထားပါတယ် ။အပြင်တက်ကြကြီးမုတ်ဆိတ်သူသူလည်းပြင်းထန်နေရပြီးရင်းကြံဆေးုံမှာစေကူတာနေကြောင်းနဲ့အခုဆိုရင်တော့မသေးမလားရှင်မရောင်ရှင်နေရောက်နေလို့လည်းသိရှိရပါတယ်။ပြည်စင်ပြုလို့ဖို့အတွက် MD တက်ဖွဲ့ခုနှစ်ဦးဟာရန်သူစကန်တွေချာမှာတပတ်တည်းစောင့်ဆိုင်ခဲ့တယ်လို့ MD ဖွဲ့ကနေပြီးတော့ဥပဒေပြောကြားတာပါလေ။တနေ့တော့မရဘူးဗျ။ပြူရွာတွေချာမှာမဟုတ်တမင်းတွေပဲကြားတယ်။အတော်ရောအပြန်ရောမှတို့ MD တက်ဖွဲ့ကောင်းဆောင်ပုံမဲ့ခဲ့ရတယ်ပြောထားတာသိရှိရပါတယ်။ ူကောင်းဆောင်မင်းသားဟာမြင်းကြံမြို့နယ်ကနံပါတ်ကြီးပြူကောင်းဆောင်နေရောက်ထဲကတယောက်ပြပြီးသူ့ရုပ်လောင်းကိုတော့ပြူကောင်းဆောင်နောက်တစ်ဦးဖြစ်တဲ့တီတာယူမုံကိုယ်တိုင်သူ့ဂျိုပြေးမယ်လို့သိရပါတယ်။ပြူကောင်းဆောင်နယ်အဖွဲ့ဒီကြိုက်တဲ့ဆုံးမှုတွေကိုတော့ညဉ့်ညံမျိုးနဲ့မှာစစ်ကောင်စီတက်ကလေကြောင်းတက်ခတ်မှုမှာလက်နက်ကြီးနဲ့ပြစ်ခတ်မှုတွေပြုလုပ်နေပြီးမနေ့က2018ရနေ့တဲ့ပိုင်းမှာလည်းနဘူးအိုင်ယူအတောင်ဘက်ကိုဒေရင်နဲ့ဘုံကျက်လို့ပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရှိရပါတယ်။ဒါပြင်လက်နက်ကြီးနဲ့ပြစ်လို့ညင်သာရောကရွာသားတအုပ်လည်းတေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောထားတာသိရှိရပါတယ်။

ကဲဒါကတော့ဘသူတန်လဲဆိုတော့အလုံးသိမှာပါဟုတ်ပါတယ်ဒါကတော့ Oh my cap ဖြစ်ပါတယ်အလုံးသိတဲ့အတိုင်းပဲလူငယ်လေးတွေနဲ့ဖယ်စည်းထားတဲ့ညာမြေရပုံမိုက်ကဲဖွဲ့ရတိတော့ယူမုံရဲ့စီမီယာအောင်းဆောင်ဘုံကောင်ရဲ့ရှင်းနိုင်ခဲ့ပြီဖြစ်တဲ့အကြောင်းဒီနေ့ပဲထုတ်ပြန်လိုက်တာဖြစ်ပါတယ် ်ငယ်ကြီးကြောက်တာအဟုတ်ကွာမတူရဲ့ချင်းတူတယ်ဘယ်လိုလဲလဲတော့ကြောက်ရမလို့ကမ္ဘာမှာတော့ဟောတော့ကျော်လာတာဟောတာအဲ့တော့ပေါ်လာတာဒီကနေ့ဘာမှယူရမပြောဘူးဟောတာမင်းတို့ဘာလို့ရတော့ပြောဘူးဟောတာနောက်တစ်သတင်းမှာတော့ရန်ကုန်မြို့မှာဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ထိမ့်မှ80ချစ်တယ်ဆိုတဲ့စာတမ်းချိတ်ဆွဲထားပါတယ် ဇွန်လ19ရက်နေ့မိုးလယ်တနာရီ30မိနစ်ချိန်မှာမရန်ကုန်မြို့နယ်ကပ ాయి ဖျားလန်းကပ ాయి ဖျားနယ်ကမုံးဝင်ကုံတိုင်းကုန်းကြော်တရားမှာပြည်တိုင်းတောင်ပိတ်ဖွဲ့ကနေပြီးတော့တောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ထိမ့်မဖြစ်80ချစ်တယ်ဆိုတဲ့စကားလုံးစာတန်းကိုချိန်ဆွဲထားဖြစ်ပါတယ်စစ်ကောင်စီကတော့ယနေ့တောင်ဆန်းစုကြည်မွေးနေ့ကိုလုံခြုံရေးတင်းတင်းကြပ်ချထားပြီးဖျားများတွင်လည်းလူလူကောင်းဆောင်ရဲ့မွေးနေ့ဆုတောင်းမှတ်မဖြစ်ပေါ်စေရန်နဲ့အရက်ဝင်းနဲ့ပြူစော်ဒီများချထားကြောင်းဖျားကိုတော့ရောက်လေ့လာခဲ့တဲ့ကင်းထောက်ဘကပြောဆိုထားကြောင်းသိရှိရပါတယ် 你为我人，了你的丹心一片的，嗯，思想高人类就坚守会没见，手手嘞是疙瘩，那么看那我家养也堆满了，找家里有，兄弟，八零五， အပမိလာတာလားမင်းဘာလို့အပမိရမှာလဲဟာငါဟာဟာငါနားကြမ်းရလွဲလားဟဲ့မနားကြမ်းမလွဲဘူးရက်ွက်တဲ့လူတွေစိုက်တဲ့လူအော်ပြောကွာဟာအော်ကြီးဖျဲဘူးဒီစိတ်ကိုမမထားတဲ့အင်ကြီးအပြိုင်လဲဝက်လာတယ်ဒီနေ့ဒါအော်ကြီးဒီဇိုင်းဟာရောအင်ကြီးငါတင်လေးစီကမနေ့ခိုးဝက်တာငါခါရန်ကြော်လန်နေပါနဲ့သူအပြားငါမရှိဘူးလေအဲ့တော့ငါငါတူလေးအင်ကြီးနဲ့ငါတူလေးပခိုးနဲ့ငါတေချာဝက်လာရတော့ဘောမတယ်လီဂရမ်ချန်နယ်ဒီမှာအင်ကြီးအပြာမဝက်ရဟေ့ သူ့ဘာသူအင်ကြီးပြမဝေးရတော့ပန်းမပန်ရတော့ကြိုက်တယ်လို့တားမြစ်ဟောဒီနေ့အုတ်ကြီးခွင်းယူတယ်အဲ့ဘက်ကဟောအုတ်ကြီးရဲရဲတောက်တယ်ဟိုတက်ဒီကတည်းကတောက်ချောက်ပြောနေတာနော်မင်းမြမတန်များဝရိယတာဒီကောင်ဒီဆောက်ချက်ပွဲမှာဆိုလို့မကြင်ရတာအဲ့တော့ကြောက်တယ်နော်အမေစုဟာကဗျာလေးပါယူလို့ကြာဟုတ်တယ်ဒီနေ့ငါခွင်းယူတယ်အေးအောင်သူတို့နေဝင်းရတာကြာနေဝင်းကိုလမ်းလေနေဝင်းကိုလမ်းတွေနီးတယ်နေဝင်းကိုလမ်းတွေနီးအေးလမ်းတွေနီးစာတိကြာ နေဝင်းလမ်းနေနီးတယ်လမ်းလမ်းနေနီးတယ်ဆိုတာဘာပြောတာလမ်းနေနီးတယ်ဆိုအဲနေဝင်းလမ်းစဉ်ကိုလိုက်ကြကောင်းနေပေါ့ဘောမကြီးဘောမကြီးဒီလိုပဲတတ်မှတ်ပြီးလိုက်အကုန်လုံးကတော့တီးပြီးသားပါလမ်းနေနီးတယ်ဆိုတာနေနေဝင်းကိုလမ်းနေနီးတယ်ဆိုတော့အကုန်သဘောပေါက်ပြီးသားဖြစ်နေပြီဩအေးဘောဘောချားကိုဝင်တာပေါ့ကွာအေးပေါ့ကွာဘောမတာနဲ့တွန်သွားပြီးသူအေးပေါ့သူဘောမတာနောက်မှသူကရှေ့အေးအေးဘောဘောဟုတ်လားနေဝင်းကိုလမ်းနေနီးတယ်တန်းရှည်ကြီးအဲတန်းရှည်ကြီးခစ်တပံဩအေး ဘာလို့လဲနေဝင်းလမ်းကိုနီ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 လာပြီးတော့နေဝင်းရဲ့လမ်းကိုလိုက်တာအေးတပြေးပြေးနဲ့တန်းချွေကြီးရခိတခံရောက်လာပြန်ဩအေးဟုတ်လားသူတို့ရဲ့ဘလောက်ဟိုစင်သက်မပြတ်လိုက်လာတဲ့ဟာဖြစ်ဖြစ်နောက်ရောက်တော့ဟောစစ်ရှုံးကောင်ရင်တွေကျိုးသူတို့လမ်းစဉ်ကိုလိုက်တဲ့အခုစစ်ရှုံးကောင်အေးဘာဖြစ်လို့ရှင်တွေကျိုးကျင်စိုးခွေးမကြံဩနေဝင်းရနေတန်းချွေခင်ကျိုးဟုတ်လားမေးအောင်လိုက်အထိဟုတ်တယ်အဲ့လိုလမ်းစဉ်တွေလိုက်လာတဲ့ကောင်အေးအခု ဒါမင်းအွန်လိုင်းကြီးမကြံပေါ့ကွာအေးဘောသူတို့မျိုးဆက်ပေါ့ကွာဒီခွေးမျိုးဆက်ပေါ့အကောင်လုံးခွေးမျိုးဆက်ကဘာဖြစ်လဲသူဆုဆိုတဲ့ဇကားတယ်အေးနားမခံနိုင်ဘူးအော်အမေစုကိုကြောက်ကြတာဆုလို့အတိုင်ကြားလိုက်တာလည်းကြောက်အော်အကောင်ကြောက်လာတဲ့ယောဂါကြားရရင်တင်မလို့ ကြောက်ကြလို့ယူတဲ့ဘာဘောင်းလိုက်တာအုံကြီးရှင်းလားစုစုတဲ့စကားတန်ကြားတာနဲ့ယူတာနားမခံနိုင်ဘူးကြားတာနဲ့ယူတာယူတယ်ဟောဒီတက်မတော်စင်ဆက်ကစုပါတဲ့အကံကိုမကြားချင်တက်မတော်လို့မပြောနဲ့စက်ကောင်စီစက်ကောင်စီကွာစေရှောင်းကောင်ထားပါကွာအုံကြီးကလူစကားတွေပါလိပြောဟေးမနေ့ကခွေးစကားဟဲ့ 弟弟也听啊，没弟弟，俺有几年了，俺每年啊，哎，走路的，第一老人见我了没？看那我看毛路去不要了，没事，他第一，你二的嘞，我我这有也到过，我跟，我人家见我，我我跟没到过，我跟外地人，我把我估计忘掉了吧？记得噻，哎，飞不谷没第二啊，打飞了，哈，羡慕满地里，梦圆鸟窝里，哦，妈妈带带俺来，我蛮的。 မြို့နယ်ဒီမြို့နယ်တိုင်းကဟိုဖုံးကလေးတို့ဟိုကချင်ပြည်အကုန်လုံးကတိုင်းနယ်ပြည်နယ်15ခုလုံးอ่ะအေးနော်ကလာလိုက်တဲ့14ခုပဲဟိုခေတ်ကရွေးပြီးတဲပြီး14လုံးနဲ့စပန်ညာနဲ့ဟိုဟာယူမထက်နဲ့ဟိုနေပူတော်ကြီးကအခုကပါလာပြီဒါနေပြီးတော့တိုင်းဆိုတော့တိုင်းနဲ့ပြည်နဲ့15ခုဖြစ်သွား15ခုဖြစ်တဲ့အတွက်ဒီမပြောကြည့်ဘူးကွာဒီနေ့ဆိုရင်ဟမ်အကုန်လုံးကတားမိထားလိုက်ကြတာသူမျိုးစုံတားထားတာရအောင်လုပ်ကြတယ်ဗျာပြည်သူတွေက အမေစုကိုချစ်တော့ရအောင်လုပ်ကြတယ်အေးအဲ့ဒါတွေကွာအထဲမှာငါမပါခဲ့ရအောင်ငါကွာဩအေးအေးအမေစုမွေးနေ့စုတောင်းလို့လည်းမပါခဲ့ငါမပါခဲ့ရအောင်အေးအေးပြည့်ပြီးမှငါဖြစ်ရတယ်ငါကွာအခု Facebook လည်းမတင်ရဲဘူးအမေစုမွေးနေ့ကျမ်းမှာပါစီဆိုတာမကြီးတက်ပြီးတင်ရင်လည်းငါငယ်ရုပ်ကိုမှတ်မိမှာဟုတ်တယ်ဟုတ်ပါပြီ။ဟာညညကားတော့တစ်ခါပေါ်ထားတာအဲ့ဒါဟုတ်ပါပြီလို့ဗာပြစ်နေရလဲ။အဲ့တော့အဆင်မပြေဘူးလေ။အေးအေးအေး။ဒါပေမဲ့ကွာ missing light သူတို့ဘလောက်တားတားပါကွာ။ ဟဲ့လားသူတို့ဗာလေအပြာမိုးရဘူးပန်းမပန်ရဘူးအေးမျိုးစုံတားပြီမယ်အေးဟောဒီနေ့၃ည၈ထက်တော့သူတားလို့ရတယ်တားလို့ရသလား၃ည၈တိ၈၃ည၄အေးဟုတ်တယ်နော်ပန်းမပန်ဘူးတားတားတယ်ဒါအင်ဂျီပြာမိုးရအောင်တားတယ်ဟာတား၃ည၈ကြတော့တားလို့မရဘူးမရဘူးအဲ့တိုင်းပဲမြန်မာလူမျိုးတွေကွာတားလို့မရဘူးအမှိုင်းမပြပြစ်တယ်ကွာဟုတ်လားဘုကွန်စတိမထွေးရထွေးတယ်ကွာအေးဘွားထောင်ကရဓာတ်လိုက်တဲ့ဒီသေးတဲ့ဒီကြတော့ဘယ်ကောင်းမှမကင်တော့ဘူးအေးအေးအဲ့တိုင်းပဲ အိုက်တိုင်းပဲသူတို့နဲ့အဲ့လိုရှင်းမဲ့သူအိုက်တိုင်းပဲအမေတမ်းမပိုင်အောင်တားမယ်အပြာမိုးရအောင်တားတယ်အေးဟောရှစ်ပုံညာရှစ်ထွက်တယ်အမေစုရဲ့ဘုံတကူတားလို့ရဘူးတားလို့ရအောင်ပြည်သူတွေကွာဟဲ့အေးကွာဟဲ့ပြည်သူတွေကတော့မွေးနေ့မှာတော့ဘလောက်မြစ်တာထားလဲဆိုမြစ်တာတုံ့ပြန်သွားကြအေး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 ငါလည်းမယုံလို့မဖိုးလိုက်မလေးဟောအရေးနဲ့မပေါက်တော့မပေါက်လို့စိတ်မကောင်းဖြစ်နေသေးတယ်ဒါမှငါမပေါက်လဲငါဒီနေ့စိတ်မကောင်းမဖြစ်ဘူးငါဒီနေ့လုံးဝအလန်း 哦，对吧？哦，改呢？那我就用那改。加把油，我这些，诶诶诶，我打的，我这些不不过，比如个，他老不讲的，比如个，这这这这呢，哎啦，哦，没好的乌布里里，没得压的乌布里里，臭对没？ရအောင်ဝေးလေးစုတောင်းကြတာဒီချက်တဲ့သေဖို့ကောင်းတယ်ဒီနေ့အေးဖေးဘုတ်ကွာဟဲ့ငါမနဲ့ထဲရလေးငါမလုံနိုင်လုံနိုင်တဲ့ဟာကိုငါအသေးလေးလိုက်ပေးမယ်မွေးနေ့စုတောင်းအသေးပေးမယ်လို့ပြောတာလက်တီတောင်ကတ်တယ် 哦，叫你买个。啊，叫你买个的。啊，搞多呢啦。啊，没啊。哦，几搞呢？哦，几搞？没，没啊嘞。啊，别别嘞，老板嘞，都都没几搞。哦，几搞呢？没啊吧。完了，文创出来。 မတက်တဲ့လူပြောဒါနဲ့မတက်တဲ့ကောင်နာမည်ပြောပါအော်ဤတာဟုတ်အော်ဤလို့အော်ဤအော်ဤလို့အမျိုးတွေအားလုံးပဲဒီဗီဒီယိုတွေပဲဆုံးသလိုက်ပါတယ်နောက်တစ်ပြီမှာတော့နောက်ထပ်သတင်းတွေတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ကိုကြီးရိုဘော်လူရှင် channel လေးကို like and subscribe လုပ်စေ like and subscribe ပြီးဘေးရခေါင်းတွေထားခြင်းနဲ့တက်လာများဗီဒီယိုသတင်းတွေအားလုံးကိုကြည့်ရပြဖြစ်ပါတယ်ပေါ်လာမျိုးတွေအားလုံးပဲနောက်တစ်ပြီမှာပြန်လည်ဆုံးနေကြပါမယ်ငလင်ပြီးနဲ့မေးပြီးတော့မှအများဆုံးကြင်ွေးကြပါသေးလို့မြန်မာစုမုံတောင်းပင်လေးလေးရရှိပါတယ်